အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းဆရာမမဆန်းပွင့်ရေးသားတဲ့အပြိုကြီးဖြစ်ရခြင်းအကြောင်းခုနှစ်ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းတိမ်ကြီးဖြစ်ပါတယ်အပြိုကြီးရေခေါ်တန်ဒီတော်တော်ကိုကြဲကြဲလောင်လောင်နိုင်သည်မို့လန့်များပင်လန့်သွားမိသည်ဒီလိုခေါ်လိုက်ခြင်းသည်နှလုံးသားကို ရေဝင်ဖျန်းလိုက်သည်တို့အေးမြလန်းဆန်းစေသော ခေါ်တန်တော့ဟုတ်ပါကြည်သည်ကြဲကြဲလောင်လောင်ပဲခေါ်သည်ဖြစ်စီတိုးတိုးညင်းညင်းပဲခေါ်သည်ဖြစ်စီနဝင်းချိုအေးပြန့်မွေးစီပါသည် ခေါ်သူအနားရောက်လာသည့်အခါမူမနစ်မြို့သူလိုဖြစ်ရင်အကြောင်းမှာ သူသည် အပြိုကြီးဆိုသူများအားကဲ့ရဲ့တဲ့ဂျိုးလေးရှိသူတယောက်ဖြစ်နေသောကြောင့်ပင်ဟုတ်ပါသည် သူသည်အိမ်ရှိအိမ်မှဒေါ်ထွေးရှင်ဖြစ်သည် သူသည်ဟောဟောတိုင်းတိုင်းနှင့်ပွင့်ပွင့်လင်းလင်း ပြောတတ်သူဟုသူကိုယ်သူဂုံတင်းတတ်သူဖြစ်တော်လဲတကယ်တမ်းမှမူမတိတတ်သူအကဲမပါသူ သူတပါးဤအရေးကိစ္စများတွင် အာရမဝင်ရောက်ဆွတ်ဖတ်တတ်သူတယောက်မျှသာဖြစ်ပေသည်သူမှန်းသိလိုက်လင်ပင်ကျမသည် မျက်လွာလှန့်၍မျှပင်မကြည့်တော့ပဲချုပ်လက်ဆအင်းကြီးကိုသာဆက်၍ချုပ်နေလိုက်ပါသည် သူသည်ပစိုးတထေကိုကျမစက်ခုံပေါ်သို့လာ၍တင်လိုက်သည် အပြူကြီးရေ ဒါလေးတော့အမြန်ချုပ်လိုက်စမ်းပါလား။ညီဦးလေးကအခုဝှစ်ချင်လို့တဲ့။သူ့ပါဇက်ဟာကမှ ကျမပို့ပြီး စိတ်ပြတ်သွားရသည်။တရင်ကျုပ်ပွဲတော်ရဲ့နီးလာပြီးမို့အထယ်တွေဒလဟောကြရနေသည်။ကျမဆက်ဆိုင်တွင်ချုပ်သူတပည့်ကလေးတယောက်ရှိတော်လဲရုံးချိန်လို အလုတ်ချိန်ကိုတက်မှတ်လို့သူဖြစ်၍၅နာရီထိုးလင်သူ့ဆက်သိန်းကပြန်တော့သဖြင့်ကျမတယောက်တည်းချုပ်ရပါတော့သည်။ပြီးတော့ နေ့လယ်ဘက်တွင် သူအစင်းနှင့်ချုပ်နိုင်ရန်ညက်ပေးနေရသဖြင့်သူပြန်သွားကမှပင်ဆက်ထိုင်ဖြစ်တရာအင်ကြီးချုပ်ပြီဆိုရင်ကြားပေါက်ဘာမှမချုပ်ချင်တော့ပြီပြီးတော့ပစိုးလုံးကြီးချုပ်ချင်းမှလည်းခဲရခဲစင်မဟုတ်သဖြင့်ကျမကိုယ်တိုင်ချုပ်ပေးရန်ဝန်လိမ့်နေတတ်သည်ဒါကိုအလိုက်မသိတော့ဒေါ်ထွေးရှင်က နော်ပြူကြီးကျုပ်ယောက်ျားကြီးချောသွားအခုချုပ်ပေးလိုက်စမ်းပါ၏ဟုတ်ကဲ့ပါ ပြီးတော့ချုပ်ပေးပါမယ်။အခုချုပ်ပါအပြိုကြီးရဲ့။အပြိုကြီးမြန်မြန်ဆုံးပါစေလို့ကျုပ်ဆူတောင်းပေးပါမယ်။သူက ချွဲ့ချွဲ့ပြစ်ပြစ်ပြောနေ၏။သူ ချွဲ့ချွဲ့ပြစ်ပြစ်ပြောလိုက်ခြင်းမှာကျမနာတယ်။တန်ရီဘူးလောင်းလိုက်သည်နှင့်တူသည်။သူယုံသားမက အခံရခတ်သွားခါတီးသွားရသည်၏။ဒီစကားစုမှာကျမမကြားကျင်ဆုံးသောစကားများပင်ဖြစ်ပါကြသည်။အသက်20ပြည့်ပြီးသားကအမေဒီလည်း ျမမကြားချင်ဆုံးသောဇဂဇုကို ပြောဆိုနေခဲ့ပါသည်ညီမအဖေလည်းမရှိတော့ဘူးအကိုတယောက်ရှိပြန်တော့လဲအားမကိုလောက်ဘူးဦးလေးဦးကြီးကလည်းဂယုဆိုင်ပေါ်ရတာမဟုတ်တော့အမေမရှိရင်ခက်လိမ့်မယ်သမီးဒီတော့အမေမသေးခင်အိမ်တော်ပြုတ်လိုက်ပါသမီးရဲ့ကျမသည် အမေကိုဆူဆူရဲရဲကြည့်ပြစ်လိုက်ချင်း၏အမေစကားများကို ကျမဘယ်နည်းနည်းများ နားထောင်နိုင်လိမ့်မည်မဟုတ်ကြောင်းခါခါတီတီပြောပြလိုက်ခြင်း၏သို့သောမပြောရပြန်ပါခြင်းတကယ်ဆိုတော့အမေကပါသည်ကျမသာဖြစ်လျက်အမေဤအားကိုရာမိခိုရာလဲလျောင်းရာမှာကျမသာလင်ဖြစ်ချည်သည်အားကိုအားသာရှိဖို့လိုအပ်တာဆိုတော့သမီးတေးသေးချာချာစဉ်းစားပါကွယ်ဒီစကားမျိုးလောက်ကျမမနစ်သက်သည့်စကားမရှိတော့ပါအားကိုအားထားတယ် ဘာအရေးကိစ္စများတွင်အားကိုးအားထားရမည်နီဘလို့ချမ်းသာမှုမျိုးတွင်အားထားရမည်နီယခုကျမ၌ဘာပြဿနာမှလည်းမကြုံစည်ရဲမွဲတွေနေရည်လည်းမဟုတ်ဒီထက်လည်းပူချမ်းသာနေခြင်းသူမဟုတ်ပါပဲနှင့်အမေသည်မယောင်ရမှာဆက်နှွင်းလူနေလေပြီအိမ်တော်ပြုတ်တယ်ဆိုတာကိုဒုက္ခကိုရှာတာပါအမေကိုသခင်ကိုရှာပြီးကိုဘဝကိုနှစ်တာပါ အမေက ကျမကိုတက်အန်တော်ကြည်လေသည်ပြီးတော့ဘလို့ပြောလိုက်တာလဲသမီးရဲ့ဟုညီးတွားရှာပါသည်ဒီအကြောင်းကိုအကြောင်းချက်ပြေစုံစွာဖြင့်ကျမရှင်းလင်းနိုင်တော်လဲအမေကိုတော့မရှင်းလိုပါ အမေသည်ဒီအချက်ကိုသဘောပေါက်ပြီးဖြစ်တဲ့သည်ဟု ကျမထင်မိသည်မှုံတီးပြီးဖြစ်တော့အမေမျက်လုံးများသည်ကြီးဝေလျက်ရှိသည်ကို တွေ့ရ၏အမေသည်သူ့အိမ်တော်အကြောင်းကို ပြန်လဲတွေးကောင်းတွေးနေပါလိမ့်မည်အမေအတွေးတွင် ဘလို့ရှိမည်မသိတော့လဲကျမအတွေးတွင်တော့အဖေသည်ပွဲထဲတွင် တွေ့ရသည် လူချမ်းတဦးနှင့်အလွန်တူသည်ဟုမှတ်ယူမိပါသည် အဖေသည်ဘလကောင်းကောင်းနှင့်ထောင်ထောင်မောင်းမောင်းကိုဟန်အနေထားမျိုးရှိသလောက်ညနေထားဆို၍အတန်ဩလေသည်ဒါသမီးများနှင့်ဆက်ဆံရရင်ရော အမေနှစ်ပါတကားမြလိုက်လိုက်လဲလဲ ပြုံးရည်သည်ကို မမြင်ရဘူးခဲ့ပါ အဖေသည်အယိုသေးကြိုက်သူဖြစ်၍သားသမီးများကိုအယောတဝင် မဆက်ဆံသည်ထားအောင်တော့အမေကိုပါတီတီမှန်မှန်ကြီးဆက်ဆံတတ်သည်ကို ကျမနားမလည်နိုင်ပါအဖေသည်အိမ်မာနေ gain တခါမျှမျက်နာချိုချိုမထားတနေရရာမှအိမ်သို့ပြန်လာသည့်အခါပြုံးခြင်းပြုံးလာတတ်တော်လဲအိမ်မရောက်ခင် gain 20လောက်ရောက်လင်မင်းမျက်နှာသားနှင့် ဖြစ်လာပါတော့သည်အဖေသည်ညနေသားဆိုးရုံသာမဟုတ်ဒေါသလည်းကြီးသေးသည်အဖေဒေါသထွက်လာလေလက်ပါပါလာတော့သည် ကျမသည်အဖေဒေါသကိုကြောက်လွန်း၍အဖေအနာကိုမကတ်ရဲခဲ့အဖေမျက်နာကိုလည်းတခါမျှစိတ်စိတ်မကြည့်ရဲခဲ့ပါ အဖေနဲ့အတူထမင်းစားရလေဘယ်တော့မှထမင်းမဝပါဘူးကျမအကိုလည်းအဖေကို အလွန်ကြောက်ပါသည် သူတခါက တိုင်ကက်နာယီကိုသွားလှည့်ထားမိသဖြင့်အဖေသူ့ကိုရိုက်သည်မှာတကိုယ်လုံးညိုမဲပြီးသုံးလေးရက်အိယာတဲကမထနိုင်ခဲ့ချပြီဒီတုန်းကကိုကိုကငါကြီးလိုက် အဖေကို ခံပြီးမှာပဲတို့ကိုကျွဲနှွားလို့သဘောထားလို့ဒီလိုရိုက်တာငါဘယ်တော့မှမချိနေဘူးဟုငိုဆိုင်ရင်ပြောလေသည်ကျမသည် ကိုကိုနဲ့အတူငိုဆိုင်မိသည်ဒါမကအဖေကို မုံလဲမုံ နာလဲနာမိလေသည်ဒီတော့ကအမေသည်လဲကျမတို့နဲ့အတူငိုကြွေးခဲ့ပါသည်ငိုကြွေးရုံမှတပါဘာမှမတက်နိုင်ရှာပါတကယ်ဆိုတော့ကျမတို့သာမက အမေသည်လဲတခါတရံအရိုက်ခံရတတ်ပါသည် အဖေသည် သူ့စိတ်နှင့်ဆန့်ကျင်လင်ကျမတို့သားမိတွေကိုဘယ်တော့မှတညာလေးရှိသည်မဟုတ်ပေတခါကကိုကိုလိုပင်အဖေကို မုံယုံသာမကား ပြန်တွေ့ခြင်းသောစိတ်မျိုးပေါက်ခဲ့ဘူးပါသည်အမေကို အဖေရိုက်ဖူးသောအချိန်များစွာတို့တွင် ထိုအချိန်သည်ကျမနှလုံးသားတွင်အယွန်ဆုံးဖြစ်နေခဲ့သည်အမေ၏ငဲတန်ပါအောင်အော်လိုက်တန်သည်ယခုတိုင်နားထဲတွင်စူးစူးကြီးတိုးဝင်လျက်ရှိနေလေသည် အမေသည် ရှက်လဲရှက်သဖြင့်အဖေကဒုက္ခမှကပတ်ကိုစက္ကနဲဆွဲထုတ်ကတအား လွဲ၍လွဲ၍ရိုင်နေသည်ကိုတစ်ချက်သာအော်ပြီးကျိတ်မိတ်ခံနေပါသည်အိန္ဒိနာချင်းချင်းရောက်ရှိလာပြီးဝိုင်းဆွဲကြလိမ့်မှအမေတက်တာပါတော့သည်ရိုက်ရသည့်အကြောင်းကလည်းလူကြားတဲ့ကြားလို့ကောင်းသည့်အကြောင်းမဟုတ်ပါကျမတို့အိမ်ကိုမနက်တိုင်းနွားနို့လာဖို့သည်ကလာသည်ခုနှစ်ရက်ခန့်ကသုံးသွားခဲ့ပါသည်သူ့မိမမခင်စောမှာဗမာမဖြစ်ပြီး အမေတို့နှင့်ဆွေမျိုးနီးဆက်တော်၏သူသည်ကိုကိုရမရှိဖြစ်နေသဖြင့်ကျမတို့အိမ်တွင် လာရောက်နေထိုင်ပါရစေဟုပြောသည်ကို အမေကငင်းပယ်ခဲ့သည်ဒီကိစ္စနှင့်ပတ်သက်ပြီးအဖေကအမေကိုသူ့ကိုမတိုင်ပင်ရကောင်းလားဟု စာတင်ပြီး အပြစ်ဆိုပါသည် အမေသည်အဖေနှင့်ဖက်ပြန်၍မပြောရဲ၍မြည်သည့်စင်ကြီးစင်လက်မြမပေးတော်လဲသဘောတူဟန်မပြပါဒီကိစ္စတွင် အမေမားသည်ဟုကျမလည်းထင်သည် မက်ခင်သောသည်ပြက်လက်တွက်လက်သူဖြစ်၍အမေအလုံးများတွင် အဖို့အများကြီးရနိုင်၏ကျမမှာ73နှစ်ဝင်ငါးစမြသာရှိသေး၍ကောင်းကောင်းမချက်တက်မပြုတ်တက်ပါကြောင်မသွားခင်သာ အမေကိုဝိုင်းကူနိုင်၏အဖေသည်ပွဲစားတယောက်ဖြစ်၍အလုံးများတော်လဲထမင်းအချိန်မှန်မှန်စားလိရှိရာ အချိန်မှန်မကျက်လေဒေါသပုံထတတ်၏ အမေကအလုတ်လုတ်ရာတွင်နေနေကွေကွေ တုံတုံချီချီနိုင်၏အဖေကိုချစ်ကြောက်အားကိုးသူဖြစ်၍အဖေကတချက်မြငေါ့လှယ်မေဘာလို့၍ဘာကံရမှန်းမသိတော့ဘဲအလွဲလွဲအချော်ချော်ဖြစ်ကုန်သည် အမေထိုသို့ဖြစ်လေအဖေဒေါသပုံထလေဖြစ်တဲ့သဖြင့်အမေအတွက်အဖော်လိုသည်ဟုကျမတွတ်မိတော်လဲအမေကခက်တွေတွေလုံနေပါသည် အဖေသဘောကိုတော့ကျမမမှန်းဆတတ်ပါ အဖေသည်ဒေါသတကြီးနှင့်စူပြောနေ gain အမေက တခွန်းပြန်ပြောလိုက်သဖြင့်ထားရက်ချင်းဖြစ်လေသည်တခါတည်းအဖေမျက်နှာကိုကျမမကြည့်ကျင်တော့ပါ အဖေသည်အင်မတန်ရက်ဆက်သောလူโซကြီးတရားဟုသာမှတ်ယူလိုက်မိပါသည် ပဝန်းကျင်ကမူအာမတ်တင်ထွေးကတဲအရာပဲဒီတော့ကိုရွှေကျော်ဘယ်စိတ်ရှိတော့မလဲဟိုလူကငကိုတဲကဖြူဖြူတန်းတန်းတမပဲဟု ပြောကြသည် ကိုရွှေကျော်ကဒေါသကြီးပေမဲ့လူကောင်းမှာအတောင်စားလောင်းကစားလည်းရှိတာမဟုတ်ဘူးကြိုကြိုစားစားအလုပ်လုပ်တယ်လူ ဟုချီးမွမ်းကြပါသေးသည် အဖေသည်အရက်တောက်ခြင်းဖဲရိုက်ခြင်းတော့မရှိပါ တခါမှလည်းမရငယ်ယူသည်ဟု မကြဘူးပါ သူတွင်မိတ်ဆွေတင်ကားလည်းပေါ်ပါသည်သို့တော်အဖေသည် ကျမတို့သားမိတွေနဲ့တော့အာနာပြင်းပြတော့မင်းတစ်ပါးဖြစ်၍နေကြသည် အမေကိုဒီလောက်ရိုက်နေတာအဖေနဲ့မနေကြပါစုံနဲ့ဟုကျမပြောသည့်အခါတွင် အမေက ထိတ်လန့်တကြားဖြင့်ဘလို့ပြောလိုက်တာလဲသမီးရေမကြံကောင်းမစီရဤတခြားထွက်သွားတော့တို့ဘယ်မှာသွားနေမလဲတို့ဘသူကလှုပ်ကြွေးမလဲသူများစော်ကားမှာပေါ့ဟုပြောပါသည်ဒါဖြင့်အဖေရိုက်တာအမေမခံနဲ့ပေါ့အမေကတက်ပြင်းဆိုင်ပြီး "तू ဟာအိမ်ဦးနဲ့ပဲအရှင်သခင်မဲသမီး" အမေတို့ကိုရှာဖွေကြွေးမွေးနေတဲ့ဂျေဇုရှင်ပဲပြီးတော့အမေကိုသူပိုင်တာပဲသူရိုက်ချင်ရိုက်မှာပေါ့ဟုပြန်ဖြေခဲ့လေသည် အမေသည် သူ့ဘဝကို မနာလီရော့သလားမသိပါယခု ကျမကိုအိမ်အောင်ပြုစီခြင်းနေပြန်ပါပြီအမေသည်အင်မတန်သနာစရာကောင်းသောမိမတဦးမြသာဖြစ်လေသည် အမေသည် ကိုစွမ်းကိုစကိုလုံးလကိုမယုံကြည်ပေကိုအင်ကိုအားဟုသည် ကိုလက်ကိုချီများသာဖြစ်ဒီကိုလည်းသဘောမပေါက်ပေအားကိုအားထားပြုရအောင် အိမ်အောင်ပြုပါလေလီကျမဘသူကိုမှအားမကိုအားလည်းမကိုဝုံမူအားကိုမိတဲ့အတွက်တုံ့ပြန်ရမှာတွေကများလွန်းနေကျမကခက်မှမှခက်ဆက်ဆက်ပြောချလိုက်ဒီကို သူက လေးစားဟန်နေနားထောင်နေပါသည် သူဆိုတာကကိုလိုက်ကြွယ်လီကျမကိုချစ်ပရစီလက်ထပ်ပရစီဟု တောင်းဆိုနေသောမြို့ပိုင်ကလေးတယောက်ပါ သူကမြို့ဝကျွန်းပေါ်မြို့တစ်မြို့မှဖြစ်ပြီးကျမတို့မြို့သူပြောင်းရွှေ့၍ကျမတို့နှင့်အိမ်ချင်းကပ်၍နေလာခဲ့သည်မှာခொနလကြောကြောမြသာရှိပါသေးသည် ကျမဘဝကိုစိုးပိုင်တဲ့တခင်ကိုလည်းကျမမလိုချင်ပါဘူးကျမအဖေလိုတခင်မျိုး မဟုတ်တောင်တခင်ကတော့တခင်ပဲလေဟုတ်ကျမဆက်၍ပြောလိုက်လေအိမ်တော်ရင်းမှာ တကယ်နဲ့ကျုံရဲလို့ဘာမှရှိပါမလဲကြီးတူးနဲ့တူးချစ်ကျင်တာယူရရမယ်ဘဝခရီးပေါ်တွေပါတူးကိုတူးနားလေသဘောပေါက်အောင်ကြိုးစားရမယ်သူတွေတီးခံခွင့်လွှတ်ရမယ်လူတွေလိုက်ရောကျေနပ်ရမယ်လူတွေပါယောက်ျားဆိုတာစီဝါရှာဖွေရမယ်ပြီးတော့ငါလှုပ်ကြွေးတာဆိုပြီးအနိုင်ကျင့်ရမှာမောက်မာရမှာဂုံလုံးရမှာမဟုတ်ပါဘူးမိမဖြစ်သူရဲ့ဆောင်ရွက်မှု တာဝန်ယူမှုတွေကိုလည်းအတိအမှတ်ပြုရဂုံယူရအောင်ပါပါ ကိုယ့်ရဲ့စာရေးဝေးရေးကအစကိုယ့်ရဲ့အိမ်တောင်လေးကိုနှွေနှွေထွေထွေတိုက်တိုက်ဝန်းဝန်းရှိအောင်ဖန်တီးပေးတာကိုပဲကျေးဇူးတင်ရဝမ်းမြောက်ရမှာပါတကယ်ဆိုတော့မိမနဲ့ယောက်ျားဟာတဦးကိုတဦးအမိတဟဲပြုတ်နေကြသူတွေကျေးဇူးတုံ့ပြန်နေကြသူတွေကိုတာဝန်ကိုထမ်းဆောင်နေကြတဲ့လူတွေပါတကယ်ကို မရှိရင်မဖြစ်တဲ့အဖို့တွေပါ။ဟုသူကရှေးရှေးဝေးဝေးကြီးရှင်းလင်းပြနေပါသည်။သူ၌အဖေနှင့်မတူသောနှစ်သက်ဖွယ်အယူအဆများရှိကြောင်းကျမမြင်လာရပါသည်။ကြည်တို့အဖေနဲ့အမေတို့ရဲ့အိမ်တော်ရေးကိုကြည့်ပြီးကြည်ကစိတ်ပြန်နေတာပါ။ဒါကိုတော့ကျမညင်းဆိုနိုင်ခြင်းမရှိပါ။ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကပေါက်ဖွားလာတဲ့အချစ်ဆိုတာကိုရောကြည်မေးထားတော့မှလားကွယ်။ သူကညင်းကြီးတွတ်တွတ်ပြောဆိုနေပါသည်ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကပေါက်ဖွားလာတဲ့အချစ်တယ်လေယောက်ျားဆိုတာအဲနှလုံးရှိတာမဟုတ်ဘူးအချစ်ဆိုတာအကြောတွေအသွေးတွေကဖြစ်လာတာဒင်းတို့အချစ်ဟာဘယ်ဟာမှမမြတ်ဘူးအာလုံကိလေသာချစ်တဏှာချစ်ကြီးပဲဟုငိုချိုင်ရင်ပြောခဲ့တော့မခင်စောဤစကားများကို ပြန်လဲကြားရောင်ရပြန်ပါပြီ။ ဒီစကားများကို ကြားရောက်လာရပြန်လင်အမေမောင်အကြီးဆုံးဖြစ်သောဦးကြီးကို အမတ်ရရပါအောင်မည်မက်ခင်စောလာနေသည့်နှစ်က ကျမလေးတန်းအောင်ခဲ့သည် ကျမတို့ဇာတိဖြစ်သောတနက်ပင်တွင် ထိုအချိန်ကလေးတန်းကျောင်းသာရှိသဖြင့်အထက်တန်းဆက်၍တက်လို့လေပကိုးတွင်တွားရောက်တက်ရပါသည် ကျမသည် အဖေနှင့်အတူ မနေခြင်း၍တကြောင်ပညာလဲဆက်တင်လို့၍ကိုကိုနှင့်အတူ ကြောင်းထားပေးပါယံအမေမတဆင်အဖေကိုဦးစားပါသည်အဖေကဘာမှမပြောသေးပေကြောင်းပိတ်ထားသည့်ရမများအတွင်ရွှေမော်တော်ဖျားပွဲတော်နှင့်ကြုံသည်ဖြင့်ကျမနှင့်မခင်စောတို့ကိုကိုနှင့်အတူဖျားပွဲသွားကြပါသည်ကျမတို့သည်ကိုကိုနေသောကျမတို့ဦးကြီးအိမ်မှပင်တည်ကြသည်ဦးကြီးသည်အဖေလိုအိန္ဒြေကြီးတခွဲသားနှင့်မနေပါရီရီမောမော စကားပြောလိရှိသည်ဖြင့်ကျမခင်ပါသည် ကျမရှင်းနှစ်တွင်ဘကိုးနိုင်ကြောင်းလာနေခြင်းသည့်အကြောင်း ပြောသည့်အခါမူအာမိန်ကလေးပဲစာပါလို့ဆက်တင်ရမှာလေအချုပ်လို့အချက်ပြုတ်တာတင်းကိုရွှေကျော်ကိုပြောဦးမှာပဲဒီလူဘာစိတ်ကူးများပောက်တယ်မသိဘူးဟုပြောပါလေတော့သည်ကျမသည်တစ်ချက်သေးဒေါသလည်းဖြင့်ဝမ်းနေအားငယ်၍လဲသွားပါသည် ျွန်တော်တို့เจ้าမှာဆီယာမတွေလည်းရှိတာပဲပညာတတ်ရင်ဆီယာမလည်းလုံနိုင်တာပဲဆီယာမဖြစ်တော့ဂုံရှိတာပေါ့ဟုကိုကိုကဝင်ပြောသည်ဤသို့တော့ဦးကြီးကတွင်တွင်သာညင်းမာတော့သည်ဦးကြီးနဲ့အဖေနဲ့ကတော့စိတ်ထားအတူတူပဲနှစ်ယောက်စလုံးအစွမ်းပြတတ်တာပဲတို့အဖေကဒေါသပိုးကြီးတာမျက်နာပုတ်တာပိုးတယ်အေးနင်တော့ကြောင်းမနေရတော့ပါဘူးဘဲတက်နိုင်မလဲလေသူတို့သားသမီးဆိုတော့ကံကြမ္မာဟာ သူတို့လက်ထဲမှာပဲရှိတော့တာပေါ့နင်တော့ဒုက္ခဖြစ်မှာပဲဟုကိုကိုကနာနာကြီးကြီးနဲ့ခြေခြေဝေးဝေးပြောခဲ့ပြီးသည်ကိုကိုပြောသည်မှာများစွာမှန်ခဲ့ပါသည် အဖေသေးဆုံးသွားသောအခါခေပညာမဲ့သောကျမသည်ကျမတထသောဆက်ချုပ်ပညာနှင့်သာအသက်ဆက်ရပါတော့သည်ကိုကိုက အတွင်းဝင်ဖြစ်နေချိန်တွင်ကျမသည်အညတရဆက်ချုပ်သမားတယောက်အဖြစ်နှင့်သာရှိရပါတော့သည် အဖေနှင့်ဦးကြီးတို့သည်သူတို့၏စိတ်ဆန္ဒမှတပါသားသမီးတို့၏စိတ်ဆန္ဒများကို လုံးဝထဲထွက်ခြင်းမပြုတတ်ဟုကျမထင်ခဲ့ပါသည်ဤဒီမှာလည်းကျမတို့ကိုမချစ်ကျင်၍သာဖြစ်မည်ဟုထမံယူဆခဲ့မိ၏ကျမသည်ဝမ်းနည်းလွန်း၍ငိုဆိုင်နေရသဖြင့်အိတ်မပြောပါညနေလာတော့ရှိုက်ရင်းနှင့်အိတ်ပြောသွားပါသည်တစုံတယောက်၏ငိုဆိုင်တန်းကြောင့်ကျမလန်လို့သွား၏ ိုးကွာအကူကြီးကချစ်လို့ပဲဟာတွတ်တွတ်ပြောနေတဲ့ကိုကြားရသည်ကျမအန်ဩကလှုပ်ရှားလိုက်မိ၏ရုပ်ခနဲတစုံတယောက်သည်အခန်းထဲမှထွက်သွားပါတော့သည်ရှိုက်တန်သည်ပို၍ကြေကွဲဆိုးနေစွာ ပေါ်ထွက်လာပါ၏အိုးမက်ခင်စောငိုနေတာပါကလားတနက်ပင်ပြန်ရောက်ပြီးတလကြောကြောခန့်တွင်မှမက်ခင်စော၏ငိုရှက်ရခြင်းအကြောင်းကို ကျမနားလည်ရပါတော့သည်မခင်စောတွင် ကိုဝန်ရှိနေလီပြီယောက်ျားတွေຢာကငန်ဖမ်းကြတာတွေကိုကိုလိုင်ကျော်လဲတိမာပါတီးရက်နဲ့နှလုံးသားကလာတဲ့အချစ်တွေပါတွေနဲ့ခွဲ့နှဲ့မနေစမ်းပါနဲ့ရှင်နားခါလုံးလို့ပါကျမကမဲကရွဲကပြောဒီကို သူကစိတ်ဝင်စားဟန်နေနားထောင်နေပြီးဘလို့အတွေ့အကြုံတွေရှိခဲ့လို့ဒလောက်တောင်ယောက်ျားတွေကိုအပြစ်ဆိုနေတာလဲကြည်ရဲ့ဟုတ် ေးပါသည်ကြည်အတွေ့အကြုံကတော့ပြောရမှာတော့ခက်တယ်ကြည်ပတ်ဝန်းကျင်က အဖေတို့ဦးတို့အပါဝင်ယောက်ျားတိုင်းလိုလိုတမျိုးစီတော့ယုံမှုကြောက်ဖို့ကောင်းတာပဲဘလို့လဲကြည်မိမကိုနိုင်ထားကြလို့လားတခြားမိမတွေကိုဖျက်ဆီးလို့လားအရက်တော့ဖဲရိုက်နေအိမ်ကမိမကိုနှိမ့်ဆက်လို့လားဟင်သူမေးကမှမက်ခင်စောတို့အိမ်တော်ကြီးကို ပြေး၍မြင်လိုက်မိရပြန်သည် မခင်စောကို အဖေးညီဝမ်းခွဲနှင့်ပေးစားခဲ့၏အမေမောင်ဦးကြီးကသူ့ကိုငွေ၃000ပေးသည်ဖြင့်တာတာကြီးကြီးပင်လက်ထံယူလေသည်ဦးလေးသည် အဖေးတက်ပင်စိုးသေးသည်လူကတော့ရှိုးနှင့်ဘောကြော့နေသည် သို့သောဘာအလုံးမှမဲမဲရရ လုံမစားပေသူ့အလုံးမှာဖဲရိုက်အရက်တောက်နေအိမ်ပြန်ရောက်တော့မက်ခင်စောကို ရိုက်ချင်းဖြစ်လေသည်အဖေက အမေကို တခါတလေမှရိုက်သည်ဖြင့်တော်သေးသည်ဟုပင်ယူဆရပေသည်ပြီးတော့မက်ခင်စောကမွေးတော်သားကို ခြေနှစ်ပင်မတို့ပင်သူမတို့လင်လေရှိစေတော့ဦးကြီးကတော့ကြီးစုတင့်သည်ဟုကျမထင်မိသည် သို့တော့ဦးကြီးကလည်းရောင်လို့ပင်လှင့်မကြည့်ခဲ့ပြီချစ်ချင်းဆိုသည်ကိုအတို့လင် ကျမနားလေရပါတော့မည်နီအချစ်စစ်ဆိုတာလူတိုင်းမှာမရှိပေမဲ့တချို့များမှာတော့ရှိတတ်ပါတယ်တမီးရေ ကိုမိပါမောင်ဝါကိုသဘောမကျတိုင်းလေယောက်ျားတကာကိုဒီလိုမထင်သင့်ဘူးကွဟူအမေကဖြောင်းပြပြန်ပါသည် အမေကိုပင်ကျမနားမလည်နိုင်တော့ပါအရွယ်ရှိတော့အိမ်အောင်ပြူမှာကိုနဲ့လိုက်ဖက်တဲ့အိမ်အောင်ဘက်ကိုရမယ်အရွယ်ထောက်မှဆိုရင် လူဆိုစရာဖြစ်လိမ့်မယ် ဟူ၍၎င်းအချို့ယောက်ျားတွေဟာမိမအကြောင်းကို နောကြည့်အောင်တီးကြတယ်။အဲ့ဒီလိုလူရှုပ်လူပွေနဲ့အယိုးကမိမတွေးကြရင်ဘယ်နည်းနဲ့မှသူတို့ဘက်မပါဘဲမနေနိုင်မှုသမီးအတွေ့ဆိုတာကလည်းရှောင်နိုင်မှုခက်တယ်။သမီးလည်းလောကီပုံသားပါကွယ်။ဟူ၍တမျိုးအမျိုးမျိုးပြောပြီးမောင်းလိုင်းကျွဲဟာသဘောတကာရလဲကောင်းတယ်။ပညာလဲတတ်တယ်။အလောက်ကန်လဲရှိတယ်မဟုတ်လား။ပြီးတော့ ရိုးရိုးသားသားလည်းရှိတာပဲညီးကိုလည်းနှစ်နှစ်ကာကာချစ်နေပုံရပါတယ်အေးအမေသဘောကတော့ယူလိုက်စီကျင်တာပဲဟူ၍ပြောဆိုနေလေတော့သည် ကိုလှိုင်းကျဲသည် ကျမအားမျက်နှိုးချစ်ကျင်ဟန်ဖြင့်ငေး၍ကြည်နေတတ်တော်လဲကျမစီမချင်းကတ်တော်ပါ ပထမတော့ကျမသဘောကျခဲ့မိသည် နောက်တော့နောက်တော့အိုးယောက်ျားဆိုတာတနာကျော်ပါကိုကိုကိုကြည်ပါလား သူမိမကခေပညာတော့တက်ပါရဲ့အလုတ်တော်မလုတ်ဘူးမြင်းကောင်းကောင်းလားဖဲကောင်းကောင်းရိုက်ပြီးလင်ငယ်ကောင်းကောင်းနေတာပဲဒါပေမဲ့ကိုကိုမပြစ်နိုင်ဘူးမိမထားရမှနေပြီးကြိုးကြိုးနော်နော်ပေါင်းနေတာပဲဟူသောကိုကိုနှစ်ပတ်သက်သည့်အတွေ့အီးအုံနောက်ထဲတွဲခိုလာပြန်ပြီးအဘေယောက်ျားကိုမဆိုတမျိုးမျိုးအကြောင်းကြောင်းကြောင်းမုန်းစိတ်ကြောက်စိတ်ရွန့်စိတ်တွေပေါ်၍တာနေခဲ့ပြီး သူဤချစ်ခင်ဟန်ကိုပင်မမြင်လို့ဖြစ်ခဲ့ရပြန်သည် သူအနေထိုင်ကခက်မှန်မှန်ပင်ရှိနေခဲ့လေသည် အမေဤဖြောင်းပြချောမော့ခြင်းများသည်လေတိုး၍လာခဲ့ကြသည် အချစ်ဆိုတာအင်မတန်စွမ်းရင်ထက်မြတ်တဲ့လက်နက်တစ်ခုပါအချစ်ကြောင့်အသက်ဆုံးကြထီနန်ဆုံးကြတာတွေလေရှိခဲ့တာပဲလေဒါတွေအားလုံးဟာကိလေသာချစ်တဏှာချစ်လို့ကြီးဆွဆွဲလို့လည်းမဖြစ်သေးပါဘူးဟုသူကဆိုပါသည် ကြီးယောက်ျားတွေကိုမုန်းနေကြောက်နေတဲ့အကြောင်းတွေဟာအင်မတန်ပြည့်စုံတာပဲကြီးကြီးကိုဘလို့မှလည်းအပြစ်မတင်တာတော့ပါဘူးခုလေပြောပါသေးသည်ဒီအပြောမျိုးဒီဟန်ပန်မျိုးဒီလေယူလေသိမ်းမျိုးကိုတော့ကျမနဲ့ကြုံဆုံနှီးဆက်တော့ယောက်ျားများတွေဘသူထံကမျှမကြဘူးသေးပါကြီးအတွေ့အကြုံတွေရဲ့အရေးထိုးနေမှုတွေကိုကျွန်တော်ဘလို့များခြေဖြတ်ရမယ်မသိအောင်ပါပဲလားကြီးရဲ့ ယောက်ျားတွေရဲ့ပြောကွက်တွေချုံရင်ချက်တွေအားနေချက်တွေကိုကြည်ကြည်ကြုံတွေ့ခဲ့ရလေတော့ယောက်ျားဆိုရင်မုန်းပါပဲမုန်းတယ်ဆိုတာလေမုန်းစရာတွေ့လို့သာမုန်းရတာဆိုတော့ကြီးကိုတနာလို့မဆုံးတော့ပါဘူးကြီးရဲ့ဟုတ်လေပြောပါသေးသည် သူ့အတန်ကညင်ညောင်းလှပါသည် သူဟန်ကလည်းပျော်ပြောင်းညင်သာ၏အဖေနှစ်တော်အကွာကြီးကွာသည်ဦးလေးနှင့်လည်းမတူပါဦးကြီးနှင့်ကော ဒါတော့ကျမမပြောတတ်ပါဘူး။ကြီးကိုကျွန်တော်ချစ်တာတော့အမှန်ပါဗျာ။တကယ်ကိုလိုက်လိုက်လဲလဲမျက်မျက်နှုံနှုံချစ်တာပါ။ဟုတ်လေထက်မှန်ပြောလာသည်။သူ့အတန်သာ နူးညံ့ချိုးသားသည် မဟုတ်သည်။သူ့မျက်နှာသားသည်လည်းကျမတသက်တွင်တခါမှမမြင်ဘူးသောကျင်နာညွပြောင်းသည်ဟန်များကိုပါတွေ့ရပါသည်။ကျမသည် ရခင်လိုမဆက်ဆက်မဟုတ်တော့ဘဲစဉ်စားတွေ့ဝေလာခဲ့ပါပြီ။ သူနှစ်တွေ့လင်ယော့ငင်းကြောက်ချင်းဆက်ဆုပ်မုန်းတီးခြင်းတွေမဖြစ်တော့ပါငါသာသူ့မယားဆိုရင် သူငါ့ကိုနှိပ်စက်မှာပဲဆိုသည့်အတွေးဒီလဲပျောက်ပြယ်စာပြူပါပြီသူတော့ငါ့ကိုတကယ်ချစ်တာပဲလက်ထပ်ပြီးရင်သူငါ့ကိုတိတ်ကျင်နာမှာပဲလားဆိုသည့်ယုံကိုးချက်များလဲပေါ်ပေါက်နေပါသည်သူနှစ်တွေ့လင်ဝမ်းသာရှင်လန်းသည်လားမပြောတဲ့အလိုလိုပြောမိလျက်ရှင်နေက တိုက်လက်ခုံနေခဲ့ပါသည်ကျွေးချင်မွေးချင်ယူရပိုက်ထွေးခြင်းစိတ်များ ပေါ်ပေါက်လာတတ်သည်ကိုလည်းဝန်ခံရပါအောင်မည်ကျွန်ုပ်ကိုဘဲတော့များမှယုံတော့မှလည်းကြည်တနေ့သူကဆွေးဆွေးမြေ့မြေ့မေးပါသည်ကျမသည်ဘာကြောင့်မှန်းမသိပြုံးနေလိုက်မိသည် သူကကျမကိုစေရထက်တန်းစွာလှမ်း၍ကြည်ပါသည်ကျမမျက်လုံးများ၌တစုံတရာကိုမြင်လိုက်သည့်အလားသူ့မျက်လုံးများ ရုပ်ခနဲတောက်လက်လာလျက်ကျမပါးကိုဖြစ်လိုက်သည်ကျမသည်အတန်ထွက်အောင်မင်းရီလိုက်မိပြီးထွက်ပြေးရန်ဟန်ပြင်လိုက်ပါသည် သို့တော်မပြေးနိုင်ခဲ့တော့ပါသူအိမ်ပြောင်းကြည့်ပြီးသူသည်ဘာအကြောင်းမှ မပြောမဆိုပါဘဲနှင့်ကျမတို့နှင့် အတော်လှန်သောအိမ်တအိမ်တို့ရုတ်တရက်ပြောင်းရွှေ့သွားပါသည် သူအိမ်ပြောင်းသွားသည်ကိုကျမသာမက အမေပါ အံ့ဩနေပါသည် ကျမသည်အံ့ဩယုံသားမကဝမ်းနေပက်လက်လေးဖြစ်မိသည် သူသည်အိမ်ပြောင်းရခြင်းအကြောင်းများကို စာရေး၍ဖြည့်ရှင်းပါလေတော့သည်မျက်နှိုးကျင်နာရပါတော့ကြည်ကိုပုံတစ်ခုပြောပြရစီလားကွယ်နော်တခါတော့ကလူတယောက်ဟာငယ်ငယ်ရွယ်ရွယ်နဲ့အိမ်အောင်ကြခဲ့တယ်ကွယ်သူဟာအသက်လည်းငယ်သေးပညာလည်းမပြည့်စုံသေးဇီဝလည်း မရှာဖွေနိုင်သေးတာမို့တမီးရှင်က အတင်းခွဲပြီးသူတို့တမီးကို ပြန်သိမ်းခဲ့တယ်။ပထမတော့ချစ်သူနှစ်ဦးဟာကြားကဖြက်လို့ကိုွေကွင်းကြရတယ်လို့မြင်ခဲ့ရပေမဲ့တကယ်တော့မိန်းကလေးဟာမိဘစကားနားဝင်ပြီးသူ့ရဲ့ချမ်းသာရေးအတွက်ချစ်သူနဲ့လက်တွဲဖြုတ်ခဲ့တာဖြစ်လေတော့စိတ်အနာကြီးနာပြီးလေလွင့်နေခဲ့တယ်။နောက်တော့လေចောင်းနေပြီး ။စာချက်ဖြစ်ပြန်ပြီးစာမေးပွဲတွေအောင်ခဲ့အလုရခဲ့တယ်။ဒီအခါချစ်စရာတနာစရာမိန်းကလေးတယောက်နဲ့ဆုံပြန်တယ်။မိန်းကလေးဟာချစ်ချင်းမြတ်တာမွတ်သိမှုကိုတသက်လုံးခံစားခဲ့ရတဲ့မိန်းကလေးမို့သူ့ကိုပို့ပြီးချစ်ခဲ့ကျင်နာခဲ့မိတယ်။လက်ထက်ထင်းများယူနိုင်အောင် သူစူးစားခဲ့တယ်။သူစူးစားမှုဟာလည်းအောင်မြင်ခဲ့ပါတယ်။ဒီတော့မှသူဟာ အလွမ်းတမာအချစ်တမာ မင်းသားဘဝကနေအကျန်းသမားအယန်းသမားဘဝကိုပြောင်းရဖို့ကိန်းကြုံတော့တာပဲသူ့ကိုဆုံးပြစ်သွားခဲ့တဲ့သူဇနီးဟာမိဘလည်းဆုံးပစ္စည်းလည်းပြတ်သုံးပြီးသူစီကိုပြေးလာကကတ်လာတော့တယ်ဟိုလုံးကအမုန်းတွေကိုတင်မုန်းချေဖို့တောင်းပန်လာတော့တယ်ပြီးတော့ရင်ကဖြစ်တယ်ဒါအလှကိုလည်းလက်ညှိုးထိုးပြနေတော့တယ်လေဒီလူ ဘာကိုလှုပ်တင်တယ်လဲကြီးရဲ့ကြီးကိုချမဝနိုင်တော့မောင်လိုင်ကျွေကျမနားလဲပါပြီကျမဘဝကယောက်ျားတို့နဲ့မအပ်ဆက်ပါပြီသူတို့တွေသည်ကျမထံသို့ချစ်ချင်းမုန်းခြင်းတို့ကို ယူဆောင်ခဲ့ရ၌နာကျင်ခြင်းပူလောင်ခြင်းကြမ်းတမ်းခြင်းယုံရင်ခြင်းဆက်စုပ်ဖွယ်ဖြစ်ခြင်းတို့ကိုသာထားရပါကြသည် ဤသို့သောကျမသည်ကျမမြဲမြံဆောင်အောင်စူတောင်းနေပါမည်ဟု ဆိုနေသောအတော်ထွေးရှင်ဤစကားများကိုအတို့လျင် မခါသည်ပဲရှိပါမည်နီနာဆင်ပေသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်။